ဂန်ဂောရဲ့ထိတ်ကမြို့ထိတ်မှာပြပုံတော့ဆိုအဲ့မှာစုပေါင်းဂိတ်ရှိတယ်အဲ့စုပေါင်းဂိတ်ကအဲသူကထောက်လန်းကြီးကဥဆောင်ပြီးတော့ဖွင့်တော့နော်အဲ့ထောက်လန်းကြီးဂိတ်မှာကျွန်တော်ဆယ်နှစ်ရှိပြီဗျာဘာမှမမိဘူးဘာပြီးပတ်စံယူပြီးလောက်တော့နော်အခုကျွန်တော်တို့ပြည်ရင်းမှာလက်နက်တွေရော drone တွေရော short တိုက်တုံးဆိုအကြီးကြီးဗျာအဲ့ဒါတွေကဘယ်လန်းလာဒီဂိတ်ကြံနေဖြတ်လာဗျာအဲ့ဂိတ်တရားနေမတမာတဲ့ ဝင်တန်းအကျင့်ပြည့်ရတာအဲ့ X-ray ဆိုလဲ X-ray ကိုပတ်စံပြီးဖြတ်တယ်လို့ကျွန်တော်ကြားတယ်ဆိုတော့အဲ့ဒါတွေကကျွန်တော်ပြည်တွင်းရောက်လာရင်ကျွန်တော်တို့ကိုဒုက္ခပေးတာပဲဒါတွေနဲ့ပြစ်တယ်ခတ်တယ်တရားရှိဟောင်းတွေဖြစ်ကြတဲ့ဒုရီယာဘူမူကြီးဟောင်းဘူလတ်လှဆွေဘူမူကျောက်ဟောင်းမင်းကေးမောင်မြင့်တို့ဟာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကို ်တမာကန်နေပြီးတော့ကောင်စီနယ်မြေမှာပဲဝင်ရောက်ရှင်ပြန်ကြတော့မှာဖြစ်ပါတယ်။ဘူလက်လာဆိုရာ2010 2015ရွေးကောက်ပွဲတွေမှာအမျိုးသားလွတ်တော်မဲဆန္ဒနေကနေဝင်ရောက်ရွေးခံခဲ့သူပါ။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဘူလက်ဆိုရဲ့မဲဆန္ဒနေဟောင်းဖြစ်တဲ့ဂန်ဂောဒေတာမှာလက်နက်ကင်တော်လိုင်းအားကောင်းနေချိန်2025ရွေးကောက်ပွဲအတွက်နေပြည်တော်ပုပ္ပတိရီမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရွေးခံဖို့လှုံ့ဆော်ထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ရှိကသူ့ကိုလူလည်းမလို့သူလာလို့လည်းမရဘူးလာလို့လည်းမသူပါလဲလောင်ကံပြန်ဖို့မပြောနဲ့စဉ်းစားလို့တမ်းရမှာမဟုတ်အဲ့ဒါကြောင့်သူလုံးဝပြန်ငုံးနေဖို့ကတော့ကတော့ထဲကိုမစဉ်းစားနာသူကပြန်လို့လည်းမရဘူးပြန်ပြန်ခွန်လည်းမယူဘူးမသူပါလဲခွန်လည်းမပြူဘူးသူကသူလည်းလုံးလည်းမလုံရဘူးကျွန်တော်တို့ကံကုန်နေမှာသူတော်တော်မှုသွားတဲ့ကိစ္စကလေရာမီအိကမြောင်းများလို့သူပိုင်ပင်းပုံစံကိုနေတောင်မီတော့မှအတလို့အကြီးအကျယ်လုတ်ခဲ့တဲ့ အရှင်ရောရှိတယ်ပြီးပြီးတော့မှကျွန်တော်တို့ရှန့်ပြောမယ်ဆိုလို့ရှိရင်သူရဲ့ငှားနဲ့အင်ကိုတခြားခွေးလာတာသာလို့သူ့မှာဒီနေ့ကအတူတလောက်အရှင်တလောက်နာအဲ့ဒါလာတဲ့ခွေးသာလို့ပြည့်တဲ့ပြီးမတူကလာမလို့ရောငေါ်လောက်ပြီးဒါလန့်နာကိုအားကိုပြီးတော့မှဟိုလာလုခရဲအားဒီရှင်နေရှိပါလေဗျကျွန်တော်ပြိုင်ဘက်ပါတီအထူးသဖြင့် NLD ပေါ့နော်ကျွန်တော်မဖြုံပါဘူးဗျအဲကျွန်တော်တို့နိုင်ရမယ်လို့ယုံကြည်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုမြင်တဲ့အတိုင်းပဲလေကျွန်တော် လူထုကကျွန်တော်ဘက်ကမြခိုင်တော့အများကြီးပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်လွန်စန်းစုကြည်ကိုဖမ်းချုပ်ထားပြီး NLD မှာပါတဲ့2010ရွေးကောက်ပွဲမှာဒန်ကုန်းမဲဆန္ဒနယ်ကတဆင့်ဦးလှဆွေအမျိုးသားလွှတ်တော်တွေကိုရောက်ခဲ့ပူပါတယ်ဒါပေမဲ့ NLD ပါတီပါဝင်လာတဲ့2015ရွေးကောက်ပွဲမှာတော့ဒန်ကုန်းမဲဆန္ဒနယ်မှာပဲ NLD အမတ်ဦးပြူလွင်ကို မဲရီအတွက်9000ကျော်กว่าနဲ့ဥလှဆွေရှုံနေခဲ့ပါတယ်။ဘုရားဘုရမရဲ့ဟိန္ဒူအတိဝဏဘုရားရဲ့ဂျီဇက်ခတ်ရဲ့ခရိယာအဲ့ဒီနောက်ပိုင်းမှာလူမျိုးရေးဘာသာရေးအမုန်းတရားနဲ့ဒေါ်ဆန်းစုကြည်ပါဝင်လူပုဂ္ဂိုလ်တွေကိုပုတ်ခတ်ဟောပြောမှုတွေကြောင့်ထောင်ဝရထောက်ခံခဲ့ရပြီးရှောင်းတိန်နေခဲ့ရတာကြောင့်2020ရွေးကောက်ပွဲမဝင်နိုင်ခဲ့ပါဘူးဒေါ်ဆန်းစုကြည်ကိုထိုးနှက်ဝေဖန်လေးရှိတဲ့ဦးလှဆွေဟာအနာသိန်းစစ်တပ်လက်ထက်မှာတော့ ကိုပိုင်ပြည်စောထီတက်ရှိလာပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PD ရဲ့တပ်ဖွဲ့ဝင်တွေဖြစ်တဲ့တားထောင်တဲ့ဖိုးတီကိုမိရှုတက်ဖြတ်ခဲ့သလိုဒေသခံတွေကိုနှင်းပန်းနှိပ်စက်တက်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အကြီးမားဆုံးပြမှုကတော့ကာရကျွန်တော်တို့တကဘာလုံးကိုသိတဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်နှစ်ယောက်ကိုဖမ်းမိတဲ့နေရာမှာအရှံလက်လက်ဒါမိဖို့ပဲဟာဒီမိရှုပဲဟာဒီရှိတယ်ကျင်နေဟာဒီရှိတယ်ကျွန်တော်တို့ပြန်နေပြီးတော့မှ ตาลังวาสุลุยังตาลังวาสุลุยังจนรู้ภาพมันเซ็งดีสั่งอตักชกเซโยคนเซโยผู้ยิ่งเนี่ยตาลุแต่นกสงบแตกเสียดียังแต่จนรู้ยังยังเดียวอย่างเนี่ยภาษาลุเช็ดยี่แค่เดฮาริจิแต่จนรู้ดีเอล็อกจุงด้วยอะไรดูแต่แต่บองเลยมันเนี่ยเนบาบีကျွန်တော်ဒီကောက်ပွဲ2020ပြီးတဲ့နောက်ပိုင်းမှာမြင်းကြီးကိုမရောက်ဖြစ်တော့ပါဘူး ဘယ်ကြောင့်မရောက်ဖြစ်တော့ဘူးလဲဆိုတဲ့ခါကျတော့အချင်းဒီမပြေးတော့ဘူးပေါ့ဗျာအဲပထမပိုင်းတော့သိမဆိုးသေးဘူးပေါ့နောက်ပိုင်းတဖြည်းဖြည်းဆိုးလာတဲ့ခါကျတော့မန်သေးတဲ့ဘုံကတော့မော်ဒကားနဲ့တော်လို့မရဘူးဆိုတဲ့အနေဖြစ်လာတယ်လေတာမန်လူတွေကတော့ရပါတယ်ဟုတ်လားကျွန်တော်အနေထားမရဘူးပေါ့ဗျာအဲတော့ဘုံကနေပြီးတော့မမင်းကြီးကိုသွားဖို့ကြတော့မော်တော်နဲ့သွားမယ်ကားနဲ့သွားမယ်အားလုံးက PDF တွေပိတ်ထားတယ်ဆိုတော့ဘလူးမှသွားလို့မရတဲ့အနေထားဖြစ်ပါတယ်စကိုင်းတိုင်းမင်းကြီးမြို့နယ်ကဥမ္မောင်မြင့်ကလည်းဒေဗီတော်ဇဘူတီမြို့နယ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်မှုစီရင်ပေးထားတာတွေ့ရပါတယ်။စစ်တပ်ရာရှိအောင်မင်းကင်းမောင်မြင့်ဟာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ကိုပုတ်ခတ်ဝေဖန်သလိုဘာသာရေးကိုခုတုံးလုပ်မဲဆွယ်တက်သူဖြစ်နိုင်ငံရေးတိုင်းဝိုင်းနဲ့ပြည်သူတွေကြားမှာလူသိများသူပါ။2010 2015နဲ့2020ရွေးကောက်ပွဲတွေမှာမင်းကင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာ NLD အမတ်ကိုအရေးနှိမ်ခဲ့ပါတယ်။ မင်းကြီးဒေတာဟာလည်းတနက်ကြိုင်ဒေါ်လာရေးအင်အားကောင်းတဲ့ဒေတာဖြစ်ပြီးသူ့ကိုလောက်ကြံမှာစိုးရိမ်နေတဲ့အတွက်မင်းကြီးမဲဆန္ဒနယ်မှာမပြိုင်တော့ဘူးလို့မင်းကြီးမောင်မြင့်ကလူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။ဟိုလက်ရှိကသူတို့ကဟိုဟိုနာမည်ကြီးတွေဆိုတော့ဟိုစက်တနာဖြစ်တဲ့နေပြည်တော်မှာဆိုရင်သူတို့သူ့ရဲ့လုံခြုံရေးစိုးရိမ်လို့သူတို့ပြဿနာမဖြစ်တဲ့နေမှာဝင်ယူရတယ်လို့ကျွန်တော်ရှိတယ်။ကောပြဿနာဖြစ်တဲ့နေပြည်တော်မှာတော့မကြီးပဲနဲ့အဓိက ဘောနောဟိုငင်းညက်တဲ့နေရာဘောနောသူတို့အဓိကထောက်ခံတဲ့နေရာတွေမှာသူရွေးတယ်ဆိုတာကသူတို့ကအိုက်မဲနဲ့သူတို့နိုင်တယ်ဆိုတာကသူတို့ပြည်သူကိုပြလို့ရတာပါဗျာသူတို့ကအီလက်တက်ပေါ်ရွေးကောက်တင်မြောက်တယ်ဆိုပြီးတော့ပြလို့ရတယ်အဲ့ဒီတဘောပါအဲ့တော့ကျွန်တော်အဲ့ဒီမှာသွားရွေးခိုင်းရင်ကျွန်တော်ကိုမဲထက်မှာဘာလို့လဲဆိုတော့ energy မရှိတော့ဘူး energy မရှိတော့ energy ကကျွန်တော်တို့ဘယ်သူမှပြောကမရှိဘူးဗျာခင်ဗျအိမ်မှာရှိတဲ့ဆိုင်ကယ်လေးကိုတက်တမ်းမတွေ့ရင်ခင်ဗျဝတ်တောက်ဖြစ်သွားတယ် လက်နက်ကင်ဒေါ်လာမှုတွေကြောင့်အာနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီးကျင်းပမှာဖြစ်ပါတယ်။ကံကောနဲ့မင်းကင်းမြို့နယ်တွေမှာဆိုရင်မဲဆွယ်စည်းရုံးရေးတွေမလုပ်နိုင်လို့ပြည်ထောင်စုကြံ့ခိုင်နယ်ဖွံ့ဖြိုးရေးပါတီ USDP နဲ့ရှင်ပြီးပြိုင်မဲ့နိုင်ငံရေးပါတီတွေမရှိဘဲ USDP အမတ်တွေအနိုင်ရနှစ်ပြီးဖြစ်ပါတယ်။လုံခြုံရေးစိုးရိမ်ရလို့ကုဒေတာမာတော်ပြိုင်ဖို့ခက်ခဲနေတဲ့စစ်အရာရှိကောင်း၂ဦးကိုအာနာသိန်းစစ်ကောင်းဆောင်ကတခြားရက်ဝတ်ပြောင်းစစ်အရာရှိတွေမျက်စိကျနေတဲ့နေပြည်တော်ကောင်စီနယ်မြေနှစ်ခုမှာ ပိုင်စားပေးထားတဲ့သဘောလည်းဖြစ်နေပါဗျ။ဟိုမှာကြောက်တိုင်ကျွန်တော်ကြောက်ခံရေးပါတီဝင်6000ကျော်အတက်ခံထားတယ်။ရည်ချင်း0ပဲရှိလို့0တော့0ပဲဒါပေမဲ့100တရားရခိုင်လုံးရှိတယ်။အဲ့ဒါလာပြောတာ။ဒီစားပါလေ။